င်ငံခြားသားတကယ်ချင်းနဲ့တွေ့တဲ့အခါကျလို့ရှိရင်သူတို့မေးတဲ့ဟာလေးတွေရှိရောဟောမြန်မာလူ cheers ကိုဘယ်လိုခေါ်လဲဆိုတော့ပေါ့အဲ့အတွက်ကတခြင်းမရှိဘူးဖြစ်လာအချကွာအချကွာပေါ့ဒါဒီလိုပဲချကွာချကွာ I'm a lane no case I'm a shame ဒီတစ်ခါကကြတော့ကျွန်တော်ကယူယူဘာဒီပိုင်းပုံစံထိုင်တဲ့ပုံစံမျိုးမဟုတ်ပါဘူးကျွန်တော်ကြေးလက် five လေးပေါ့နော် social ဆိုတော့လာ cheers လုပ်ကြရကြရတယ်ဒါကြရတယ် နည်းနည်းပပကောင်းသွားလို့ရှိတာပေါ့။ဒါအဲ့လိုကြံပျော်တာပေါ့နော်။ဒီရက်သေးစားတောက်စားဖို့တွန်းအားပေးတဲ့တခြင်းမှုပါ။အဓိကပျော်စရာတခြင်းလေးပါ။ချခွားဆိုပြီးတခြင်းလေးကတော့ဟိုရှိနေရှိခဲ့ပုံမှာပေါ့နော်။ကျွန်တော်လည်းတော့တိတ်တော့ကျွန်တော်ကအဲ့နဲ့ချခွားဆိုတဲ့တခြင်းခေါင်းစဉ်လေးနဲ့လိုက်ပြီးတော့တခြင်းလေးဖန်တီးလိုက်တာပေါ့။ဒါမှတချင်2023ကအ IM U ဆိုတဲ့ချင်းလေးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့နေ့ဥရွယ်စီဆိုတော့အဲအဲ IM U ဒီနေ့ကျွန်တော်နဲ့ အဲဒေတာရှင်ပိုက်လင်းနဲ့လက်တွဲခဲ့ရပေါ့နော်ကျွန်တော်တချင်းရေးတယ်အဲတချင်းနေဖန်တီးခဲ့တယ်ပြီးတော့နောက်ထပ်လည်းအဲကိုပိုင်တက်ကသူ့ရဲ့အဲဆိုလိုအယ်ဘမ်နေနောက်ပြီးတော့သူဒီလိုမျိုးပေါ့နော်ဒီတပုတ်ချင်းစီပေါ့နော်ဒါ single sound လေးလည်းအလိုအလှည့်ကျထွက်ပါတော့ဟုတ်လူပြူကြီးခလီတော့ရှက်တယ်ချစ်တာကိုရဲ့တတတဝန်ငယ်တယ်ခုလာမဲ့ချက်ကွာချက်ကွာပေါ့ အဲအဓိကတော့ဟိုကျွန်တော်တို့နှစ်ယောက်ဟိုတွဲတိုက်ရဲ့အခါကြလို့ရှင်နည်းနည်းပေါ့နော်ဟိုအကြောင်းအရာလဲခွဲထွက်ခြင်းနေဆိုတာဟိုပထမတစ်ပတ်တုန်းကလည်းအဲ့လိုယူယူတမစင်ချစ်ပုံမှန်ကျွန်တော်တို့အရွယ်နဲ့အဲ့လိုချစ်တဲ့ပုံစံမျိုးအဲ့လိုမျိုးလဲတိတ်မရေးခြင်းတဲ့ခါကြတော့ဥယွယ်ဆိုလဲဥအကြောင်းပေါ့နော်ဟိုဒီတစ်ခါကြတော့ကျွန်တော်ကလည်းတစ်သလုံးကျွန်တော်တစ်ခါမှမဟိုမရေးဘူးတဲ့ပုံစံပေါ့နော်ပုံစံဆိုတာအကြောင်းအရာလဲအကြောင်းအရာပေါ့ဒီအာဂျမကာချစ်တဲ့ဒါ ပေါ်ရာတွေအတွက်ပေါ့ရမကချစ်တဲ့ပေါ်ရာတွေအတွက်အဲ့လိုနည်းနည်း enjoy ဖြစ်မဲ့ပျော်စရာတခြင်းလေးကိုကိုပိုင်တဲ့နဲ့အဲကျွန်တော်ဖန်တီးတာဖန်တီးတာပါဟုတ်ဟိုဒီတစ်ခေါက်ကကြတော့ကျွန်တော်ကယူယူဘားဒီဘိုင်ပုံစံထိုင်တဲ့ပုံစံမျိုးမဟုတ်ပါဘူးကျွန်တော်တို့ကြေးလက် five လေးပေါ့နော်ဟိုကျွန်တော်အဲ့လိုမျိုးကြေးလက် five လေးကျွန်တော်လည်းတစ်ခါမှအဲ့လိုမရိုက်ဘူးအဲ့လိုမျိုးမတင်ဆက်ဘူးတဲ့ပုံစံမျိုးလေးလုပ်ထားကိုပိုင်တဲ့နဲ့ပေါ့နော် ဒီချင်းလေးကိုဒီ G Live Back လေးပါဝအောင်ဆိုပြီးတော့ကျွန်တော်တို့ရွေးချယ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဟိုအရန်ကျွန်တော်တို့ပေါက်နေတဲ့ကျွန်တော် Queen နေထူနိုင်တို့ဒိုပေါက်တို့လင်းအောင်ခက်တို့တို့တို့အားဖြည့်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ရဲ့ဒီ G Live Back လည်းပြည့်စုံသွားတယ်ပြီးတော့ Queen နေထူနိုင်ရဲ့ Trade Mat တွေလည်းပါလာတယ်။အဲ Trade Mat တွေလည်းပါ။ငင်ပါပါ။ကျွန်တော်အခုဆိုရင်ကျောက်ကိုကြီးရဲ့သချင်းထဲမှာကျွန်တော်တို့ ရမကာရဲ့လူလင်လေးတွေဖြစ်ကျွန်တော်ပါဝင်ထားပါဗျ။ကျွန်တော်နေလားဆိုတော့ဘသူကြီးပါသေးလဲဆိုတော့ဒန်ဒန်မင်္ဂလာပါ။ကျွန်တော်ကတော့ဒီတစ်ချက်မှာကွနီထူနိုင်ဆိုတဲ့အတိုင်းပဲကွနီထူနိုင်ရဲ့ brand လေးပါထားတာပေါ့။မတူညီတဲ့ပေါင်းစပ်မှုလေးတစ်ခုလုပ်ပြီးတော့အဲ့လိုဂျီလက်ပုံစံပြောကြတဲ့ချင်းလေးတစ်ခုဖန်တီးတာပေါ့။ရိုက်ကူရတော့ EM production အနေနဲ့ရိုက်ပြီးတော့တော်တော်လေးပြင်မယ်။ပြင်မယ်ဆိုတာမိုးတအားများတဲ့အချိန်ရိုက်နေရင်လည်း ရုတ်တရက်အဲ့လိုပေါ့မိုးကြီးလေကြီးချပြီးတော့လို့အာပြေးသွားရတာလေးလည်းရှိတယ်ပြီးတော့ဆက်တင်နေရအစပေါ့နော်သူတို့ဆောက်တာပေါ့သူကြိုပြီးတော့ဟိုရိုးရိုးဟိုထမ်းရင်ဆိုင်မှာသွားရိုက်လို့ရှင်းနေရပါတယ်ဒါပေမဲ့လည်းဒီရိုက်ကူးရေးဘိုင်းကအစသူတို့ကဟိုဆက်တင်ထမ်းရင်ဆိုင်အတုပေါ့အဲ့ဒီဘိုင်းဆောက်လိုက်တယ်ပေါ့နော်သူတို့ရဲ့တုံးကာလာပေါ့အဲ့တော့ရိုက်ကူးရေးကဒီညီညီမတွေသူတို့သူတို့လိုချင်တဲ့ vibe လေးရအောင်ပေါ့နော်အဲ့လိုမျိုးလေးစနေကြလေးလုပ်ထားရဲတိခတ်ပေးတာတော့ဒါကျွန်တော်နဲ့လက်တွဲနေကြကျွန်တော်ရင် music producer ဟို deep champ ဖြစ်ပါတယ် အအများစုကတငယ်ချင်းတွေကဂျမကာလူလင်လေးများတယ်ပေါ့နော်ကိုကိုတိုင်းကလည်းအဲဂျမကာလူလင်နေနဲ့ဟိုပိုပျော်တယ်ပေါ့နော်တငယ်ချင်းနေနဲ့သွားတာလာတာဆိုတော့ကျွန်တော်ဒါကိုပိုင်းတက်ကောနှစ်ယောက်လုံးကအတူတူပဲကျွန်တော်တို့ border ပတ်ပတ်ချလဲမှာအဲ့လိုပေါ်တာရမကလူလင်များတဲ့ခါကျတော့ခါကျစဉ်းစားဟာသူတို့အတွက်တချင်းလေးပေါ့နော်တချို့ကကြတော့ငိုတာတချို့ကကြတော့အရန်ပျော်တာတချို့ကကြတော့ရစ်တာဟာရစ်တာအဲ့ဒါရစ်တာမကောင်းနော်အဓိကအဲ ဘယ်လိုပြောရမလဲမူးမူးရင်ပျော်တဲ့သူပူပူပြီးတော့ချစ်ဖို့ခေါင်းတာပေါ့နော်အဲ့တော့အားလုံးတယောက်နဲ့တယောက်နောက်ကျပျောက်ကြပေါ့အမျိုးမျိုးပေါ့နော်တယောက်နဲ့တယောက်အဲ့ဒီခံစားချက်ပေါ်မှာမူတည်ပြီးတော့တယောက်နဲ့တယောက်အပြောင်းလဲလေးရှိကြပေါ့ကျွန်တော်ကျတော့ဘယ်နဲ့ပါလဲအခုကကျွန်တော်အားလုံးအာဘွားလိုက်ပြီလားကိုပိုင်တကောကျွန်တော်ကမူးရင်ပျော်တတ်တဲ့အထဲမှာပါပါတယ်ကျွန်တော်ကဟိုတငယ်ချင်းထဲမှာဆိုရင်ကျွန်တော်မတောက်တက်ဆုံးပြောလို့ရတယ်။ဒါကကိုကိုကိုဟိုလိုပြောပြောတာမဟုတ်ပါဘူး။တကယ်ဒါပေမဲ့လည်း ဟိုကျွန်တော်ကဟိုတက္ကသိုလ်ခိုင်မလို့ဘားပွဲတို့ဘာတို့ကျွန်တော်လေးဆိုပြတဲ့ခါမှာတငယ်ချင်းတွေပြည်သက်တွေအာ cheers လို့လို့ရှင်ဒါကကိုက social ဆိုတော့လာ cheers လို့ကြားကြရတယ်တက္ကသိုလ်ကနည်းနည်းပပဟိုနည်းနည်းပပဟိုလေအဲကောင်းတာတွေရှိတာပေါ့နော်အဲလိုကြံပျော်တာပေါ့နော်အဲလိုကြံတငယ်ချင်းတွေဟိုတငယ်ချင်းတွေပြည်သက်တွေနဲ့သူတို့နဲ့အတူတူပျော်တဲ့အခါမှာပို့ပြီးတော့ဟိုဘယ်လိုပြောအောင်လဲ တသားလည်းဖြစ်သွားတာတသားဖြစ်သွားတယ်ကျွန်တော်ကဒီဒီရက်သေးစားတောက်စားဖို့တွန်းအားပေးရတဲ့ခြင်းမဟုတ်ပါဘူးအဓိကပြောကြတဲ့ခြင်းလေးပါဟိုအချောင်းရာတော့ဘောနော်ဒီလိုမျိုးဟိုအရင်တော့ဆိုလဲတခြင်းလေးရှယ်လေးမှာအာမဥတီတခြင်းတို့ကောင်းမလေးချီတုံးသေးလို့တော့မင်းကြောင့်ကိုရက်တောက်ပြီလေးသစ္စာအဲ့လိုအဲ့လိုပေါ့ဟိုပျော်စရာလေးပျော်တခြင်းတို့ပေါ့အဲ့တခြင်းလေးကလည်းပြန်ဆူဘူးတယ်ဆိုတော့လေအဲ့တော့ကို့အတွက်ရမကန်နဲ့ပတ်သက်တဲ့အဲတခြင်းလေးတွေပေါ့အဲ ဟိုကပြောယောက်ျားလေးအတွက်တခြင်းပေါ့ဗျာထွက်တာတော့10ရက်10လာမှာထွက်လာမှာတွေ့ပါမယ်ဟုတ်ကျွန်တော်ကတော့အဲကိုခဲနဲ့တွဲလိုက်ပြီဆိုရင်ကျွန်တော်ကထူးထူးခြားခြားဖြစ်ချင်တာထူးထူးခြားဖြစ်ချင်တယ်ဆိုတော့ဒီတခြင်းတွေဒီကိုခဲနဲ့တွဲတဲ့တခြင်းတွေကြာရင်ပို့ပြီးတော့ဟိုအားဖြစ်ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲဟိုအားရတယ်ပေါ့နော်အားရတယ်ဒီတခြင်းလေးကလည်းကျွန်တော်တို့အားရမှုတော့လို့ပဲထပ်ပြီးအားရမဲ့တခြင်းတစ်ပုဒ်ဖြစ်ပါတယ် ဒီဒီတကြောပေါ့နော်ထွက်တဲ့တချင်းလေးတွေမှာဆိုလို့ရှင်မှာကာရာโอเกရို you know မှဲ့လို့စမှုစားရောပေါ့နော်ဘယ်လိုစားကြည့်ပြန်ကြည့်လိုက်တိုင်းမှာခြေနဲ့နေတယ်ပေါ့နော်အခုလည်းအဲ့လိုမျိုးပြန်ကြည့်လိုက်တိုင်းခြေနဲ့နေရအောင်အဲခုနလိုဒီခြားกว่าတချင်းလေးကိုအကောင်းဆုံးကျွန်တော်တို့ဟိုစ조사ထားပါတယ်ရိုက်ကူးရေးပိုင်းရောဒီ audio ပိုင်းရောအဖက်ဖက်ကပေါ့နော်အာကျွန်တော်တို့နှစ်ယောက်စီစဉ်ထားတဲ့ဒီခြားกว่า cheers တချင်းကိုထွက်လာရင်ပြည်သက်တွေကဟိုအစ်စ်ကလေးခံစားမှာဖြစ်တယ်လို့ အနှစ်ကလေးဖြစ်မဲ့ဆိုတာကိုယုံကြည်ပါတယ်လို့အားပေးကြပါဦး။ကိုယ့်ရဲ့တခါကျတော့နိုင်ငံသားတငယ်ချင်းတွေနဲ့တွေ့တယ်။နိုင်ငံသားတငယ်ချင်းတွေနဲ့တွေ့တဲ့အခါကျလို့ရှိရင်သူတို့မေးတဲ့ဟာလေးတွေရှိရပါဘူး။အော်မြန်မာလို cheers ကိုဘယ်လိုခေါ်လဲဆိုတော့ဘာလို့အဲ့အတွက်ကတခြင်းမရှိဘူးဖြစ်တာ။ ฉกว่าฉกว่าบ่ถ้าดิโลเว้ยอะดาโหซูยูสกาเลยบ่เนาะอะตะเกณฑ์ฉกว่าบาญาซื่ออะหลีโหขาวเนี่ยยောက်ล่ะยောက်ล่ะในคาจ้ะဟိုဘောနော်ချီအားဆိုတဲ့ချင်းလေးလည်းရှိကြရရှိကြဆိုတာခြခွဆိုပြီးတော့ချင်းလေးကတော့ဟိုရှိနေရှိခဲ့ပုံမှာဘောနော်ကျွန်တော်တော့တိတ်တော့အဲကျွန်တော်ကအဲ့နဲ့ခြခွဆိုတဲ့ချင်းခေါင်းစဉ်လေးနဲ့လိုက်ပြီးတော့တချင်းလေးပြောပါအားတိုင်းရခြခြခြပြီကွာစာသားလေးတစ်ခုကကျတော့ကျွန်တော်ရဲ့ဘွဲမှာ လာအားပေးတဲ့ညီမလေးတယောက်နဲ့တွေ့တော့မှာသူနဲ့အဲ့လို cheers လို့ရင်အဲ့စာသားလေးကခေါင်းနဲ့ရောက်သွားဘလို့ရောက်သွားလဲဆိုတော့အဲကျွန်တော်တချင်းဆိုနေတိုင်းမှာအဲတချင်းဆိုပြီးပြန်အစင်လာအကိုအကိုဟဲ cheers ဆိုပြီးတော့အာညီမလေးဟိုဟာဘယ်နှခွက်လေးရှိပြီလဲပေါ့နော်အဲ့မှာသူကဟာဘလောက်တော့တော့မမူသေးဘူးဘတော်မှလည်းမသိမလားဘလောက်တော့တော့မမူဘူးပေါ့နော်သူကအဲ့ဒါအဲ့ဒါကိုခေါင်းနဲ့ရောက်သွားတယ် ော်တချို့ကရှိရလေသူကသာဟိုဟိုရိုင်ထိုးနေဒါပေမဲ့ဘုရမမန်မချအောင်လေနော်ငါကဘယ်တော့တော့မမူးဆိုတော့အဲ့ဒါလေးကိုလည်းပျော်စရာလေးကခေါင်းထဲမှာဖက်ဆဲလို့ရသွားတယ်နောက်ပြီးတော့ဒီဟိုအကိုတို့ဒါမြန်မာမြန်မာနော်မြန်မာလူပြောတဲ့အမှချီအားစကိုချကွာဆိုတဲ့ဟာလေးကလည်းပေါင်းဆက်လိုက်ပြီးတော့ဒီတချင်းလေးဖြစ်လာတယ်နော်ဖြစ်လာပြီးတော့ပြီးတော့ကိုပိုက်တဲ့အကုန်လေးကလည်းဟို ဟိုဘယ်လိုပြောမလဲအကူရောလည်းတစ်နှစ်ကိုတစ်ချိန်လောက်တစ်ချိန်လေးနှစ်ယောက်တွဲလေးဖန်တီးကြတဲ့ခါကျတော့ကျွန်တော်တို့ ਨੇ လိုက်ဖက်တဲ့အကြောင်းအရာကျွန်တော်တို့တငယ်ချင်းတွေရောလိုက်ပြီးစီးမြှုပ်လို့ရတဲ့ဟာမျိုးကိုကျွန်တော်တို့ဖန်တီးလိုက်တာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်